The recent terror attack in Boulder, Colorado has underscored the extreme dangers posed to our country. မရိကန်ဆိုရက2025ခုနှစ်ဇွန်လ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့သမ္မတအမိန့်အရမြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံမှာ12နိုင်ငံမှာနိုင်ငံသားတွေအတွက်အမေရိကန်နိုင်ငံသားဝင်ရောက်ခွင့်ကိုအပြစ်ဝတားမြစ်လိုက်ပါတယ်။အဲ့ဒီအမိန့်အရမြန်မာနိုင်ငံသားတွေအတွက် Non-immigrant နဲ့ Immigrant Visa မျိုးစားတွေကိုထုတ်ပေးတာနဲ့ဝင်ရောက်ခွင့်ကိုအပြစ်ဝတားမြစ်လိုက်တာဖြစ်ပါတယ်။ ခုလိုအမေရိကန်နိုင်ငံရဲ့ဗီဇာပိတ်ပင်တဲ့နိုင်ငံတွေထဲမြန်မာနိုင်ငံပါဝင်လာတာဟာအမေရိကသွားဖို့ကြိုးစားနေတဲ့မြန်မာနိုင်ငံသားတွေအတွက်လူမှုရေးပညာရေးစီးပွားရေးအနာဂတ်တို့ကိုထိခိုက်မှုကြီးကြီးမားမားဖြစ်စေတယ်လို့အမေရိကန်ဗီဇာအကျိုးဆောင်အေဂျင်စီတွေကပြောပါတယ်။အေဂျင်စီကိုစား TVB သတင်းထောက်ကပြောပြပေးမှာပါ။ဒီအမေရိက2025ဂျွန်လ9ရက်နေ့မှာစပြီးကျင့်သုံးမယ်လို့သိရပါတယ်။အမေရိကန်ဗီဇာပိတ်တာကြောင့်မြန်မာနိုင်ငံသားတွေအပေါ်အဓိကတက်ရောက်မှာကအထူးသဖြင့်ကျောင်းသားတွေ အမေရိကတက္ကသိုလ်တွေမှာတက်ရောက်ဖို့ကြောင်းသားဗီဇာမရနိုင်တော့ဘူးပြီးတော့အမေရိကရောက်မြန်မာကြောင်းသားတွေလည်းကြောင်းသားဗီဇာနဲ့အမေရိကန်ပြည်ထောင်စုကနေထွက်ပြီးပြည်ပြန်ဝင်ဖို့ခတ်သွားမယ်နောက်တစ်ခုက ခီးသွားအမေရိကကိုအလဲပတ်လာလို့မရတော့ဘူးအရေးကြီးအရေးပေါ်ခီးသွားလာလို့မရတော့ဘူးနောက်တစ်ခုက business visa B1 နဲ့သွားလာသူတွေအတွက်လည်းစီးပွားရေးဆုံးရှုံးမှုဖြစ်နိုင်တယ် US based partnership တွေမှာအခက်အခဲဖြစ်နိုင်တယ် တင်မောနဲ့လေရင်ဝန်တန်းတွေအလောက်ကင်ဆုံရှုံတာဗီဇာသက်သန်းမတိုးနိုင်တာတွေဖြစ်နိုင်တယ်။ DV program လည်းမြန်မာနိုင်ငံသားတွေအတွက်ဗီဇာထုတ်ပေးတာတော့မဖြစ်နိုင်တော့ဘူး။အာဖဂန်နစ္စတန်မြန်မာ chart africa နိုင်ငံ congo သမရနိုင်ငံ equatorial guinea eritrea haiti iran libya somalia sudan နဲ့ yemen နိုင်ငံတို့ကနိုင်ငံသားတွေဝင်ရောက်ခွင့်ကိုအပြည့်အဝကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဘူရွန်ဒီကျူဘာလာအိုဆီယာလီယွန်တိုဂိုတက်မင်နစ္စတာနဲ့ဗင်နီဇွဲလားနိုင်ငံတွေကတော့တစိတပိုင်းကန့်သက်ခံမှာဖြစ်ပါတယ်။ဒီကြေညာချက်အရတရားဝင်အမြဲတမ်းနေထိုင်သူတွေလက်ရှိဗီဇာကန်ဆောင်ထားသူတွေတတ်မှတ်ထားတဲ့ဗီဇာမျိုးစားတွေကိုကန်ဆောင်ထားသူတွေနိုင်ငံတကာသဘောတူညီချက်အရလုံခြုံမှုပေးထားသူတွေသို့မဟုတ်အမေရိကန်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်ဝင်ရောက်ခွင့်ပြုသူတွေအတွက်တော့ချွင်းချက်ဖြစ်တယ်လို့သိရပါတယ်။ ကျွန်တော်တို့ဆိုလို့ရှိရင်ဒီအမေရိကန်နိုင်ငံကိုသွားလည်ဖို့အတွက်ပေါ့နော်အစိတ်ကူးရှိကြတာပေါ့နော်အဲ့ဒီနိုင်ငံကိုသွားလည်ဖို့စိတ်ကူးရှိတာမလို့လဲဒီဗီဇာရှောက်မယ်ဆိုလို့ရှိရင်အဓိကလိုအပ်ချက်ဖြစ်တဲ့ travel history ကောင်းရမယ်ဆိုတော့အချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဆိုရင်နိုင်ငံတော်တော်များများကို key ထွက်ထားကြတာပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးသတင်းကိုကြားလိုက်တဲ့အချိန်မှာနည်းနည်းလေးတော့တုံ့နှုတ်သွားတယ်ပေါ့နော်ဒီအဲကျွန်တော်တို့စူးစမ်းထားသမျှတွေရေစုံမျောပြီလားပေါ့နော်ကျွန်တော်ကဒီ key သွားလာကြိုက်လို့ပဲသူ့နိုင်ငံကိုသွားလဲချင်တာပေါ့နော် လေဗီဇာနဲ့တွားပြီးအလုပ်လုပ်မဲ့သူမျိုးလည်းမဟုတ်ဘူးဆိုတော့ဒီအဲ့လိုမျိုးဒီလိုမျိုးတည်င်းကြားကြားလိုက်ရတဲ့အခါမှာနည်းလေးတော့အခြေကုန်လက်ပန်းကျသွားတယ်ပေါ့နော် ပြီးတော့ဒီ UN နဲ့ပေါ့နော် UN နဲ့လည်းအမေရိကဟိုတော်ဖို့အတွက် UN ကတ်ကင်ပြီးတော့စောင့်နေကြတဲ့သူတွေဆိုလို့ရှိရင်လေဒီတည်င်းရဲ့အကျိုးတရားမှုကတော်တော်လေးများမယ်ပေါ့နော်ပြီးတော့မြန်မာနိုင်ငံမှာအမေရိကကိုတောင်းတတ်ဖို့အတွက်လုံနေကြတဲ့သူတွေဆိုလို့ရှိရင်လေအဲဒီတည်င်းရဲ့အကျိုးတရားမှုကတော်တော်လေးများမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် မရိကန်ပြည်ထောင်စုကော်လိုရာဒိုပြည်နယ်မှာဂျူးစန့်ကျင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးမှာအမေရိကန်သမ္မတဟာဒီကြေညာချက်ကိုထုတ်ပြန်မှုနောက်ဆုံးဆုံးဖြတ်လိုက်တာလို့ဆိုပါရယ်အခုလောပိတ်ပင်ခံရတာကြောင့်အမေရိကန်နိုင်ငံကိုပညာရေးဗီဇာနဲ့သွားရောက်ဖို့ကြိုးပမ်းနေသူတွေဒုက္ခသည်စခန်းတွေကတဆင့်အမေရိကန်နိုင်ငံမှာခေါလုံခွင့်တောင်းခံထားသူတွေအလဲပတ်ဗီဇာနဲ့သွားရောက်ဖို့စီစဉ်နေသူတွေအခက်အခဲဖြစ်ကုန်ကြတယ်လို့ပြောဆိုနေကြပါရယ်ခင်ဗျာကျွန်တော်ဇွဲတက်ပါ